မြန်မာလေရွေးစင်အမျိုးသမီး U19 အသင်းဟာ2025အာဆီယံ U19 Championship ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ပြိုင်ပွဲရှင်ပြိုင်မဲ့အင်ရှင် BNN နိုင်ငံကိုဇွန်လ6ရက်နေ့ကထွက်ခွာခဲ့ပြီးလက်ရှိ BNN နိုင်ငံဟိုချီမင်းမြို့မှာလေ့ကျင့်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။နေပြချုပ်ဒေါ်သက်သက်ဝင်းကင်တွင်နေတဲ့မြန်မာအမျိုးသမီး U19 အသင်းဟာ BNN ကိုမထွက်ခွာမီ အပိဒကစားမ23ဦးရွေးချယ်ခဲ့ပြီးအဓိကကစားမတွေ ဖြစ်ကြတဲ့မိုးပွင့်ဖြူ၊ယူရနိုင် ဣသက်ဖြူရင်လုံးအိမ်နန်းချုံမွေရမင်းဖြူယွယွနိုင်တူစာအောင်လှလှထွေးတို့ပါဝင်ခဲ့ပြီးကစားသမားတွေအားလုံးဒဏ်ရာပြဿနာကင်းနေသလိုပြိုင်ပွဲအတွက်အစဉ်သင့်ဖြစ်နေပြီလို့သိရပါဗျ။မြန်မာမျိုးသမီးယူ၁၉အတင်းဟာအုပ်စုအိမ်မှာအင်ရှင်ဘီအန်အန်လာအိုတီမိုလက်စတီယူ၁၉အတင်းတို့နဲ့အုပ်စုတွေကြောက်အောင်နေပြီးအဖွင့်ပွဲစဉ်ဖြစ်ဇွန်လ၉ရက်နေ့မှာအင်ရှင်ဘီအန်အန်ယူ၁၉အတင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒုတိယပွဲစဉ်ကိုတော့ဇွန်လ17ရက်နေ့မှာလာအိုယူစကိုအသင်းဇွန်လ23ရက်နေ့မှာ တီမောလက်စတီယူစကိုအသင်းတို့နဲ့အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်ခင်ဗျာ။